ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက်ရီဘော်လူရှိမင်း channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးတွေရရှိမလို့တွားပေးကြမှာတော့ယနေ့ match လ18ရက်နေ့တနင်္လာနေ့ရမနက်ပိုင်းအထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ round zone နေနဲ့ကတော့တရက်တာအတွင်းစစ်ကောင်စီကစစ်ကွေးတေဆုံမှုစီးမှာတော့ဘကိုးတိုင်းဖြူးမှုနယ်မှာ9ကောင်ဘကိုးတိုင်းကြောက်တရကားမျိုးနယ်မှာ၄ကောင်၊သခိုင်းတိုင်းမုံရမျိုးမှာ၃ကောင်နဲ့သခိုင်းတိုင်းစားလင်းကြီးမျိုးနယ်မှာ၁ကောင်အသီးသီးတေဆုံခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ပြည်သူတွေရဲ့မျက်ရည်ကိုတုတ်ပေးမဲ့ ပြည်သူသားသမီးတွေလာနေပါပြီလို့ရဲဘော်မန်နီနီကြော်ကနေပြီးတော့ထုတ်ပြောလိုက်ပါတယ်။ PLA ပြည်သူလူထုရဲ့သားသမီးတွေဖြစ်ပါတယ်။ပြည်သူမျက်ရည်ကြရင်၊တွေးမြင်ကြရင် PLA တပ်သားတွေရဲ့ရင်ထဲမှာထပ်တူဝမ်းနဲ့ကြေကွဲနာကြည့်ရပါတယ်။စေုပ်စုရဲ့ရုံမှာရက်ဆက်ကြမ်းကြုတ်မှုအောက်မှာအလူးလိန်ခံစားနေရတဲ့ပြည်သူတွေရဲ့ဘဝတွေကိုလွတ်မြောက်အောင်တိုက်ပွဲဝင်မှုမဲ့ PLA တဖန်ပေါ်ထွက်လာပါပြီလို့လည်းအာတမန်နဲ့ပေါ်ပြထားတာကိုတွေ့ရှိရပါတယ်။ န်ခြင်းနဲ့အနာဂတ်ဖြစ်သည်စီစိတ်ကြဆွမ်းအားတူညီချိုးစားပြတ်တော်မူ Favorite ရောင်စုအတွက်အသက်ွေးပေးဆက်မည်ခေါင်းကိုယ်စီချဲ့ရွက်ချမည်စာနာကူညီပေးမှာထောက်ရလဲတွေ့ညီရဲ့ရင်တွေ့တော့ပြီးပြီးတတိဒေသကြီးရန်သူအာနာယူမြချေမုံမြစ်ခင်မည်ညံ့ချညာနဲ့ဆွဲချက်ကြီးညီ ယုံကြည်သည်ဘာမတိဒီလိုကမွေးတဲ့အောင်စီသည်တိုက်ပွဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့ရဲ့ယုံကြည်ကိုစီအပ်တဲ့ပေးချတရေကောင်းပေါင်းလို့သည်တပိုင်းချပြေးဆက်ပေးချကတိပြုသင်စာသည်ဒီလိုလူလူအပေါင်းပြီးဆန္ဒပြရမည် nhân logo chúc xin chào đi Con ngàn chiến nghe တစ်ခင်းပြစီစိတ်သာအတူညီကြိုးစားပြတ်ကြော်မီဖယ်ရဒီရောက်စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထဲရွက်ကြမီစာရာကူညီပေးမှာထာဝရလက်တွင်ညီ Yeah, you do it all keep it at the desire. Send you on a journey, she won't you tell me. Then you know that sweat can't be me. You did it. I'm a team. You do not wait it. I'll sit the. Like where I lay. Like I know you. Not a hug. Not a ောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမှာရှိတဲ့စစ်ပေးဆောင်များတင်းဆောင်ခိုးလုံနေတဲ့ဖုံးကြောင်ကိုစစ်ကောင်စီရဲ့ဂျက်ပိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ရမှာလက်တော်စည်ရင်ရတော့တန်ငါ၉ပါးပေါင်ဝင်၁၄ဦးတိဆုံးခဲ့ကြောင်းမြို့ဒီတာခန့်လူမျိုးတွေရဲ့လူတွေကပြောထားပါတယ်။နောင်ချိုမြို့တောင်ရွက်ွက်ရှိစိရင်နာပရိယတိစာတင်ကျောင်းမတ်စာ၁၆ရက်နေ့ညနေ9:26မိနစ်နဲ့28မိနစ်မှာဘုံလေးလုံးညနေ9:32မိနစ်နဲ့33မိနစ်မှာစစ်တပ်နဲ့ပါပြစ်ခတ်သွားကြောင်းဆိုပါမြို့ကန်တွေကပြောထားပါတယ်။တန်ငါ၉ပါးက ကိုဝင်၈ပါးနဲ့ဘုံကြီးတပါးလူက၅ဦးလက်သလောစင်းရထားတယ်လို့လည်းနောင်ချူမျိုးဒေသခံတွေကပြောတာပါပဲ။ဘုံကြောက်ရောက်ပောက်ကွဲမှုကြောင့်ပြည်သူလူထုများပြားထိခိုက်မှုရှိပြီးနေအိမ်နဲ့ကျောင်းဆောင်လည်းအများပြားထိမှန်ပျက်စီးသွားခဲ့တယ်လို့လည်းတောင်းတက်မတော် TNL ကထုတ်ပြန်ထားပါတယ်။နောင်ချူမျိုးနယ်မှာရှိတဲ့အုံမတိလမ်းကွဲနေရာများနဲ့တောင်ခန်းကျေးရွာတို့တွင်လည်းစစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNL ပူးပေါင်းတများတိုက်ပွဲဖြစ်နေပြီးမြို့ပေါ်မှာစီရေးလှုပ်ရှားမှုမရှိကြောင်းဒေသခံတွေကပြောပါတယ်။စစ်ကောင်စီရဲ့မတ်လ14ရက်နေ့ညနေကလည်းမန္တလေးတိုင်းစင်ကူမြို့နယ်လက်ပံလာကျေးရွာဒေချောင်းတိုက်ခိုက်မှုကြောင့် ကလေး6ဦးပေါင်းဝင်ပြည်သူ28ဦးသေဆုံးပြီး38ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အောင်ကျွမျိုးနယ်မှာအမြောက်တများရှိသောတောင်ခမ်းနယ်ပြည်ဦးနယ်မြို့နယ်ဆက်အုံမဒီကျေးရွာနီးမှာတိုက်ပွဲတွေဖြစ်ပွားနေကြောင်းမြေပြင်မှာရှိတဲ့တော်လိုင်းရဲဘော်တအုပ်ကလည်းပြောထားပါတယ်။မတ်လ14ရက်နေ့15ရက်မှာပြည်ဦးလင်မြို့နယ်ဆက်နောင်ချုံမြို့နယ်အုံမဒီနဲ့ဂံကောရွာနီးတွင်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။မတ်လ14ရက်နေ့အုံမဒီကျေးရွာနီးမှာရှိတဲ့ စစ်ကောင်စီကဓာတုဘုံအုံးပြပြီးလေကြောင်းမှတိုက်ခတ်လို့တော်လိုင်းရဲဘော်အချို့မူဝေ LM မြတ်ဖြစ်ခဲ့တယ်လို့လည်းမြေမာရှိတဲ့တော်လိုင်းရဲဘူးကရဲဘော်တကူကပြောထားပါဗျ။ထို့ပြင်မက်လာ15ရက်နေ့မှာတော့အုံမတိကျေးရွာလမ်းစုံနီးမှာတိုက်ပွဲဖြစ်နေတယ်လို့လည်းဒေသခံတွေကထပ်မံပြောထားတော့ပြည်ရှိရပါတယ်။ကဲဘာပြောဒီလိုမျိုးရိယတိစာတင်တိုက်ကိုဘုံကျဲတဲ့အခါမှာတော့လေရင်ပြန်ဟာလုံးဝကိုအနေဆုံးကိုပြန်တန့်ပြီးတိချာပတ်ပြီးတော့မှတိချာကျဲသွားပါတယ်။နောက်တစ်ခေါက်မှလည်းဒုတိယအချိန်မြောက်မှလည်းဆက်စပ်နေပြတ်သွားလို့သိရပါတယ်။ကဲမင်းအောင်လိုင်းအုတ်ချုပ်ရင်သာသနာကြီး ိုးပွားမယ်ဆိုပြီးတော့မျိုးပါသံသနာစောင့်ရှောက်ရေးဆိုတဲ့အော်နေတဲ့ကောင်တွေကတော့ဒါမျိုးဆိုရင်ပါဇက်ပိတ်နေမှာတော့သိကြပါပဲ။ဟောလဲဆိုတော့ဒီကိစ္စမျိုးတွေဟာပုံကြီးအခုမျိုးပြင်းတော့မှုရတဲ့ကိစ္စတွေကိုလည်းအထက်မှာရှိတဲ့ဆရာတော်ကြီးများတန်ခါနိုင်ကအဖွဲ့ကဆရာတော်ကြီးရေဆိုတာကလည်းဘာမှတော့စစ်စစ်ပါဇက်မဟာရဲတဲ့နေထားပါ။ဟောလဲဆိုတော့သူတို့အကြောင်းလေးတော့ဘုံကြီးခံအောင်ကြောက်တာပါဗျာ။အဲဒါတော့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေပါပဲ။တန်ခါတော်တွေအနေနဲ့အခုလိုမျိုးဖြစ်နေတဲ့အနေထားမှာလည်းအပေါ်မှာရှိတဲ့တန်ခါတော်တွေမင်းအောင်လိုင်းရဲ့ဆရာပါဆိုပြီးပြောနေတဲ့ ဆရာတော်ကြီးတွေကိုယ်တိုင်ကနှုတ်ပိတ်နေပြီးတော့မင်းအောင်လိုင်းကိုချီးမြှောက်နေတာကတော့အားလုံးသိမှာဖြစ်ပါတယ်။ဒါဟာသာသနာတော်လူငယ်တွေအတော်လေးကိုမှသိပ်ပါဝင်စားမှုနဲ့ပြညုံမှုရောနေဝမယ်အနေထားတစ်ခုရောက်နေတာဖြစ်ပါတယ်။အဲဒါကြောင့်လူတွေပြောကြတာပါ။မေစုလက်ထက်မှာဆိုရင် ူဆလင်တွေဝင်လာလို့သာသနာပျောက်မယ်လို့ပြောရင်မယ်အိမ်ကဖះရှင်ပျောက်မယ်လို့ပြောနေကြရင်မယ်လေမင်းရောက်လိုက်လက်ထက်ချမှာဘုံကြီးကြောင်းတွေပါပျောက်ဆုံးကုန်ပြီဖြစ်ပါတယ်။နောက်ထပ်တဲ့တွင်မှာတော့မန္တလေးမတရားမြို့နယ်မှာရှိတဲ့ကြေးရတွေကိုအချမ်းဘတ်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice of Mandalay ဖွဲ့ကမှထုတ်ပြန်ထားပါတယ်။အဆ9နေ့နနက်9:35မိနစ်မှာမြက်ကန်သာရွာမှာတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားများက120မမလက်နက်ကြီး၃လုံးဖြင့် ပုံဘူကျေးရွာနီးကိုပစ်ခတ်တိုက်ခတ်ခဲ့ခြင်းကြောင့်မျိုးသမီး2ဦးနဲ့မျိုးသား3ဦးထိခဲ့ဒဏ်ရာရရှိပြီးနွားနာကောင်တေဆုံးခဲ့ကြောင်းသိရှိရပါတယ်။လာတူပဲပြင်းပြင်းနဲ့ဖန်မြို့နယ်အတွင်းရှိကျေးရွာနှွေရွာကိုလည်းအချမ်းပါစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း KNDB ကထုတ်ပြန်ထားပါတယ်။မလ17ရက်နေ့မှာတော့ဖန်မြို့နယ်မှာအတွင်းမှာရှိတဲ့အချမ်းပါစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကမ္မမောင်တက်စကမ္မအချမ်းပါစစ်ကောင်စီရဲ့တပ်သားများက120မမလက်နက်ကြီး3လုံးဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာ လာတောင်ကြီးရွာနဲ့တုံစိန်ကြီးရွာတို့မှာရှိတဲ့လေယာဉ်မြေတွေကိုကြာရောက်ပေါက်ကွဲခဲ့ကြောင်းသိရပါဗါး။ဆိုပါလက်နက်ကြီးပေါက်ကွဲမှုကြောင့်ဒေသကြီးလေယာဉ်မြေနဲ့အိမ်မိုးကအခင်းလီကတကားပတင်းပေါင်းနဲ့ဖျားစီများထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါဗါး။ဟောထပ်သတင်းတို့မှာတော့မြင်းညံမျိုးနဲ့အတွင်းမှာတော့ပြူစောတိကောင်းဆောင်တီတာယူမွန်နဲ့ပေါက်ကလုံးတို့ပူးပေါင်းပြီးတော့အသက်18နှစ်မှအသက်45နှစ်အတွင်းရှိတဲ့အမျိုးသမီးများကိုစုဆောင်းပြီးမျိုးသမီးသူကွန်မန်ဒိုသူစော်ဒီဖွဲ့ဆိုပြီးဖွဲ့စည်းနေအောင်တွေ့ရပါတယ်လို့ဒေသခံပြည်သူတွေကပြောထားပါဗါး။ အဲ့ဒီအမျိုးသမီးတွေတဲမှာကတော့လက်ရှိပူစောတိလုံနေတဲ့သူတွေရဲ့အမျိုးသမီးတွေနဲ့သူမျိုးတွေပါဝင်ပြီးတော့ PDP နဲ့ restaurant တွေမှာလှုပ်လှုပ်နေတဲ့အမျိုးသမီးအချို့လည်းပါဝင်နေကြအောင်တွေ့ရှိရပါတယ်။ကဲမြင်းကြံမာတော့ဗျာပူစောတိအဖွဲဆိုပြီးတော့အမျိုးသမီးတွေကိုစူးစီးပြီးတော့သူဝင်ယူပြီးတော့လှုပ်ရှားဖို့ဆိုပြီးတော့ဖွဲ့စည်းနေအောင်တွေ့ရပါတယ်။ဘာဖြစ်ဒါလည်းတည်ထားမယ်ချက်ဖြစ်ပါတယ်။အမျိုးသမီးတွေကိုအသွင်ယူပြီးတော့ဖွဲ့စည်းတာဖြစ်တဲ့အတွက်အမျိုးသမီးတွေထဲမှာလည်း PDP နဲ့ restaurant ကအမျိုးသမီးတွေပါဝင်နေရဖြစ်တဲ့အတွက် online ရဲ့ပေါ်အနေနဲ့ပို့ပြီးတော့ဒီထားဖို့လိုအပ်တယ်လို့လည်းဒီနေရာကနေပြီးထပ်မံတည်ပြီးနှိုးဆော်လိုက်ပါတယ်။နောက်ထပ်သတင်းတို့မှာတော့အကိုးတိုင်းတော်တကားမြို့နယ်ရန်ကုန်နေပြီးတော့အမြန်လန်းတက်တုံညတက်မိုင်းအနီးမှာရှိတဲ့စင်တလုတ်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရမှာတော့စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့ကြောင်းအကိုးခရိုင်တောင်ဝင်ကကိုဖြိုးမောင်ကထုတ်ပြန်ထားပါတယ်။မတ်စတာ59နေနဲ့အစောပိုင်းကရန်ကုန်နေပြီးတော့အမြန်လန်းမှာကြီးတရတမိုင်မှာအနီးမှာရှိတဲ့ကျမ်းပါစစ်တပ်ရဲ့စင်စလုတ်ဂိတ်ကိုအမှတ်နှစ်နှစ်ပြီးွား3031ဒုတယင်းအထူးစစ်စီရေးအဖွဲ့ကနေပြီးတော့ ရန်ကုန်မြောက်ပိုင်းခရိုင်ပကဖခွဲနှစ်တို့ကပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ရင်းတိုက်ခတ်မှုဒါ45အမေရိကန်ကြာမြင့်ခဲ့ပြီးအချမ်းဘတ်စစ်ကောင်စီတပ်သား၄ဦးသေဆုံးကအုံအုံထိခဲ့တဲ့ရန်ရရှိခဲ့ကြောင်းတော်လိုင်းအဖွဲ့ဝင်များကတော့အထူးကြိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါဗျ။စစ်တောင်းပြပကနေထိုးစစ်တွေတိုက်ခိုက်လာသလိုမြန်လန်းဝန်းကျင်ထိတော်လိုင်းရဲဘော်တွေတိုက်ခိုက်နေကြပါပြီ။မြန်လန်းပဲခူးခရိုင်အတွင်းမှာရှိတဲ့အခုရပိုင်းနှစ်ကြိမ်ရှိပါပြီ။သတော်မြင့်နေကြတဲ့က3037တက်ခွဲ9နဲ့ဘကူပတ်ကဖရဲဘော်တွေအမြန်လန်း82မိုင်မှာ ဝေးဂိတ်စခန်းကိုလည်းတိုက်ခိုက်ခဲ့ပါသေးတယ်။တိုက်ခိုက်မှုကငါးဦးရှိပါတယ်လို့လည်းဘကုတ်ကန်တောင်ဝင်းကန်ကိုဖျောမောင်ကလည်းပြောဆိုထားပါတယ်။အခုဆိုရင်တော့ရန်ကုန်နေပြီးတော့လမ်းပိုင်းထိတက်ရောက်ပြီးတော့အာနာဆက်ကိုဖျက်ဖို့အတွက်ကြိုးစားနေပြီဖြစ်ပါတယ်။ကဲဖိုင်ပြောတော်လိုင်းတက်တွေကတော့နေရာနှံပြားမှာအခုလိုမျိုးရှိနေတဲ့အချိန်မှာပဲမရောက်နိုင်နေတဲ့ကလည်းစစ်ပြူကဘလူခင်းလဲဆိုရင်သူ့မှာခင်းစရာတခုပဲရှိပါတယ်။လေရင်ပြန်တဲ့ဘုံကျုံအောင်လဲပြီးဘာမှမရှိတော့ပါဘူး။ကျွန်တော်တို့အနေနဲ့လေချောင်းဝူတာကာကွယ်နိုင်မယ်လေချောင်းဝူတာပြန်လဲတုံ့ပြန်နိုင်မယ်ဆိုရင်တော့ဒီပွဲကစောကြီးပြတ်သွားမယ်ပွဲဖြစ်ပါတယ်။ တောင်းတောင်းတတုံတုံငါတက်တတအချင်းမင်းတို့ရွှေညောင်ကိုတက်လို့ဟွကျော်မိုင်းအောင်မနေတော့နေရကျော်စီရောင်းနေမှာခန်းခန်းကြည့်ပြီးတော့တကယ်ကိုရောက်စီရဟိုမှာပဲကျော်မိုင်းမှာတွားယူတော့ပြန်အပြတ်မှာခန်းခန်းခလာရ330ပြန်ပြီးတော့မှသူတို့ကိုသူတို့ကိုခင်းချိုးတယ်မှာထားထား ဆက်ပြီးတော့အဲ့ဒီတပတ်နေတော့ကြောက်ကိုဆက်ဆက်ဝင်မလားထောင်ကြခံမလားမင်းဆက်ဆက်ဝင်မယ်လို့ပြောတော့အဲ့ဒီပရိုကိုကဲဘယ်တော့တော့လူမရှိဘူးဆိုရင်စိတ်မှုနဲ့အခုလိုမျိုးခိုးမှုတွေနဲ့မိထားတဲ့ကောင်းတွေကိုတော့ဆက်ထဲကိုထည့်နေပါလေ။ထောင်ကြခံမလားမင်းတို့အသေးခံမလားဆိုတဲ့သဘောတရားပါဗျာ။ဟုတ်ကဲ့မအကျေတုပ်ဖို့နဲ့မင်းတို့ခဲ့ပြီးထားသူဘယ်လိုပြောမလဲအာနာတိန်နာအဲ့ဒါကျွန်တော်တို့တင်နေစတော့သူတို့အာနာတိန်ပြီတိန်ပြီနေတော့ cho nó mua ra phụ vụ vui xu lại xu lại rồi cho lên một chạy để trở lại huyện nhau Hmm. Ami wan tele tu tele. Chi bao nga bao chi ara tian na si. Ta bi bong talong pa. Cho cung cung view mu e. Tên đông đẹp đi đấy. Ừ. Thì ai mô mô bi ở đây. အလိုမျိုးရှိရယ်ကောင်းမှုလည်းထားပေးတယ်ကြောင်းရလာတဲ့အကုန်လုံးလည်းလူလူတွေ့တွေ့ကြိုးပေးကြတော့ဒီနိုင်တော့အမြန်ဆုံးဒီဘက်ကိုကူပြောင်းလာခဲ့ပါလို့ပြောရင်မကောင်းတဲ့အိုင်စင်တွေတွေကိုပယ်ဖျက်ဖို့အတွက်ပြောရင်ဒီနေ့လူငယ်တွေအကုန်လုံးကိုလက်ကမ်းကြိုးလို့ဆိုပြောပါတော့နိုင်တော့ဘလို့ပဲရောက်ရောက် ခြေဖြစ်နိုင်တော့ဘယ်လိုများအခုလိုနေတဲ့တဲ့နေရာမှာနေတဲ့လိုမျိုးဝင်ပြီးတော့ခုနားစီခြင်းလေပေါ့ကောင်းတဲ့နေရာဟုတ်ဘယ်လိုဆိုအခုလိုမျိုးဟိုဟာကတော့ရောက်လာတယ်ဆွဲပေါ်တာဆွဲခံရောက်လာတယ်ရောက်လာလည်းပဲနေနေဆက်ဆုံးနေရာဒါပြီးတော့ပူပေါင်းစီခြင်းနဲ့အခုလုံးအဲ့ဒါလေးဆက်လက်မပြောပြခင်ပါကျမစိတ်ကူးရှင်မိတာလေးတခုပေါ့နော်ကျမစိတ်ကူးရှင်နေရာနဲ့ကျမတို့လာပို့တဲ့ ဒီစရင်လေးနဲ့ပေါ့လေတော်တော်ကိုက်နေသွားတဲ့အတွက်မိဘပြည်သူများကိုလည်းတင်ပြကြပါရစေကျွန်မလည်းအတူတူပေါ့နော်မိဘပြည်သူများလည်းစိတ်ကူးရင်လို့ရအောင်ပါရှင်ကျွန်မကလာပို့တာကအမကြီးလည်းဒီလိုလေးဖြစ်သိကောင်းပါပဲဆိုပြီးတော့တယောက်ကလာပို့တာပါရှင်သူပို့ထားတာကဘာလဲဆိုတော့တက်မတော်သားတွေရာဒူးစင်လိုက်ပေးထားတဲ့လစာတွေပေါ့နော်လစာကိန်းကနန်းတွေကအခုလက်ရှိပေးနေတဲ့ကိန်းကနန်းတွေမဟုတ်ဘူးရှင့်စိတ်ကူးလေးနဲ့ထည့်ထားတဲ့ကိန်းကနန်းတွေပါဒါလေးကျွန်မဖတ်ပြပါမယ်ရှင်တက်သားဆိုရင်9သိန်းနဲ့ညီကလုံးဝတက်မတော်တွေဝင်လိုက်တာနဲ့အခြေခံတက်သားဖြစ်တာနဲ့လစာဝင်9သိန်းဒါရိတ်ခါဆိုလို့ရိတ်ခါချက်ဖို့ချင်းချင်းတို့သိတယ်သူတို့ကိုသူတို့တော့သိပြီးသားစိတ်ကူးရင်နေဆိုတာ ဈာထောက်ပံ့တဲ့အခါကြီးမပါသေးဘူးနော်ငွေကြီးပဲသိတာ9သိန်းလာစားပေါ့နော်ဒုတိယတက်ချက်ဆိုရင်9သိန်း9သောင်းတက်ချက်ဆိုရင်6သိန်းတက်ချက်ကြီးဆို6သိန်းခွဲတက်ခွဲတက်ချက်ကြီး9သိန်းဒုတိယအရာခံဘူ9သိန်းခွဲအရာခံဘူ7သိန်းဒုတိယဘူ10သိန်းဘိုးကတော့7သိန်းနဲ့9သောင်းဘိုးကြီးနဲ့ဘိုးမူက17သိန်းဒုဘိုးမူကြီးက12သိန်းဘိုးမူကြီးက13သိန်းဆိုပြီးတော့တဲ့ဦးတယောက်ကပေါ့နော်စိတ်ကူးလေးရှင်ပြီးတော့ဒီတိတ်နှက်လေးကိုထည့်ထားတာဖြစ်ပါရဲ့ရှင့် ကဲညနေဘောမလက်ထက်မှာတော့ဒါတွေကရလာတဲ့အကြောင်းမရှိပါဘူးဒီလိုမျိုးလာတာကောင်းကောင်းနဲ့စစ်သားတွေ standard army ပီတာတဲ့နေထားကူရောက်ဖို့ဆိုရင်တော့ remote နိုင်ငံတနိုင်ငံဖြစ်ပြီးတော့ပြည်သူတွေရဲ့ချစ်ခင်မှုကိုရပြီးတော့ပြည်သူတွေရဲ့အခွန်တုပ်တွေကပဲပြည်လို့ရမှာဖြစ်တဲ့အတွက်ပြည်သူတွေပုံမှန်ပဲမူတည်တာဖြစ်တယ်ညနေဘောကညနေဘောပေးမှာမဟုတ်ဘူးအဲ့ဒါတော့အသေးကြပဲဒါပေမဲ့လည်းညနေတွေအခုလိုမျိုးလုံနေတာတွေဟာ standard army ဆိုတဲ့စစ်တပ်ကြီးတစ်ခုလုံးပျက်စီးအောင်လုပ်နေတာပဲအခုဆိုရင်တော့ညနေတို့စစ်တပ်ကြီးကပျက်စီးပြီးတော့အကုန်လုံးကလူဘဝကနေပြီးတော့စစ်ခွေးဘဝတွေရောက်ကုန်ကြပြီ ကျမအနေနဲ့ဒီကနေ့လေးမြင်တဲ့အခါမှာနမိတ်ကောင်းလေးပဲရှိပါတယ်ဒီလိုမျိုးတကယ်ဖြစ်လာပါစေလို့ဆုတောင်းပါတယ်ရှင်ကျမခုရွှတ်ဖက်ပြနေနေတဲ့တော့မတော်ပြုံးမှုကောင်းတယ်လို့ဆိုခဲ့ပါလေတက်မလို့သားရတော့မသိဘူးတက်မလို့သားမိသားစုဖြစ်လာမှာဖြစ်လာမှာနင်တို့အဖနဲ့နင်တို့ဘုံမတိုက်ကိုရှင်းပြီးွားတဲ့ခါကျရင်တနေ့ကျရင်မြန်မာနိုင်ငံမှာစတန်ဒက်အာမီတစ်ခုကတကယ်ကိုကျင်းစီပေါ်ထွက်လာမှာပဲဒီသူတွေကလည်းလိုလိုလလနဲ့အားလုံးကိုထောက်ပံ့မှာအသေးကြပဲဆိုတော့မသိကျမဖက်ဖက်ဖက်ပြနေနေဆိုရင်မှာတိတိဖြစ်အဲ့လိုသူတို့ရားစီချင်တာရှင်ဒီလား ဘယ်ဖြစ်သူတွေပြမန်းဆင်းရကြတယ်ထိခိုက်နေတာမှုလည်းရှိကြတယ်ပေါ့နော်ဒီတော့ခန်းစားခွင့်ခန်းစားထိုက်တယ်လို့သူတို့ရရှိနေတဲ့ရှင်ဒါကျမတို့ရှင်တွေကစေတနာတစ်ခုပါပဲဒီတော့ကျမတို့စေတနာနဲ့ပျော်ညီဆုံးကအခုလိုမျိုးပေါ့နော်နမိတ်လေးရှိလိုက်တာပေါ့ရှင်ဒါလေးလည်းမှန်တယ်ဖြစ်လာပါစေပေါ့ဒါလေးလို့ကျမဆုတောင်းချင်ပါတယ်ရှင်ကျမနဲ့တူစိတ်သက်တူလည်းမိဘတူတွေရှိမယ်ဆိုရင်လည်းဒီဆုတောင်းလေးကိုအားလုံးဝိုင်းဝန်းပြီးတော့ဆုတောင်းကြအောင်နော်အရာအလုံးရှင်ပြောမယ်ဆိုတော့စိတ်ကူးရရနေစားလေဒီဘိုင်းမှာဖြစ်လာတဲ့အရာတွေအားလုံးအောက်ထဲပေါ်လာတဲ့အစီမံကိန်းတွေအားလုံးဟိုဖြစ်ပေါ်လာတဲ့အရာတွေအားလုံးကစိတ်ကူးရရနေစားတာဆိုတော့ဒါကကျမတို့စိတ်ကူးနေနဲ့စားလိုက်ရအောင် နော်ဒီတော့ကျွန်မနိုင်ငံအခွန်အခတွေပို့ရလာတဲ့နေ့နိုင်ငံတော်ဘတ်ဂျက်တွေကောင်းမွန်ပြည့်ဝလာတဲ့နေ့ကြလို့ဟွန်းအခွန်အခပို့လို့ရင်သေးတယ်ကိုကြည့်တော့စခွေးရအုပ်ချုပ်နေတာအခွန်အခလိုချင်သေးတယ်ဘောမတွေရနင်တို့ထည့်လိုက်မယ်ပြည်သူတွေကတဆုံးထည့်ပေးလိုက်ရအောင်အမနော်နင်တို့ရှင်ကျွန်မတို့ရဲ့တက်မလို့သားတွေဒီလိုလာတာကြီးကြအောင်လို့ကျွန်မတို့စွမ်းဆောင်ကြမယ်ဆိုတဲ့အတွေ့အကြုံနဲ့ပေါ့နော်အဲ့ဒီနမိတ်လေးနဲ့ကျွန်မတို့ဒါလေးကိုစိတ်ကူးရင်ကြရအောင်ရှင်အခုဆိုရင်ပြည်သူ့စစ်မှုနဲ့တပ်ဆင်ဆက်တက်ရောက်လာပြီဆိုပေမဲ့ပေါ့နော်ဒီမှာစမ်းသပ်နေရလေးတစ်ခုပါရှင့်လူတွေရဲ့အတွေးလေးနဲ့နှိုင်းရှင်ပြကြတာပါအရင်ကရှိခဲ့တဲ့အတွေးနဲ့အခုအတွေးနဲ့ပေါ့နော်ကျမနိုင်ငံမှာလူတန်းစားရမျိုးရှိရဲ့ရှင့် လူပညာရှင်တိုင်းဝိုင်းရှိမယ်အထွေထွေတိုင်းဝိုင်းရှိမယ်ပညာတတ်တိုင်းဝိုင်းရှိမယ်ဆရာဝန်တိုင်းဝိုင်းရှိမယ်အင်ဂျင်နီယာတိုင်းဝိုင်းရှိမယ်ဟုတ်တယ်နော်ဒါအပြင်ကျွန်တော်နိုင်ငံမှာအမေရိကန်ဖြစ်နေတဲ့တိုင်းဝိုင်းတစ်ခုရှိရဲ့ရှင့်အဲ့ဒီတိုင်းဝိုင်းကဘာလဲဆိုတော့အခြေခံလူလန်းစားတိုင်းဝိုင်းပဲအခြေခံလူလန်းစားတိုင်းဝိုင်းကိုလူတွေကတိုင်းပြည်မှာရေးပါတဲ့ကဏ္ဍတစ်ခုအနေနဲ့တော့မတော်တော်များမစဉ်းစားကြအောင်ရှင့်ဒါငောင်းနိုင်ငံမှာဆိုဥမာပေါ့နော်ဆရာမဖြစ်တဲ့ဆိုပြောရင်မိရတွေကစားဝမ်းတာတယ်အဲ့လိုပေါ့နော်အင်ဂျင်နီယာဖြစ်တဲ့ဆိုဝမ်းတာတယ်အာငါ့ပါမင်းသားလေးဆိုဝမ်းတာတယ် အခြေခံလူလားစားမိဘတွေကြတော့ဝမ်းသာစရာကိစ္စတိတ်မရှိဘူးရှင်။ဘာကြောင့်လဲဆိုတော့သူတို့သားသမီးလေးတွေကပညာရေးကိုလည်းအရင်ထူးချွန်တာမဟုတ်ဘူးလို့။ဝမ်းမှာလည်းစိတ်ရုံဥစ္စာတွေအများကြီးမရှိဘူး။အဲ့လိုပေါ့နော်ဒီတော့တို့ကဂုံယူစရာကိစ္စတော့အမှန်တန်နေပါခဲ့ပါလေ။ဒီလိုနေပါတဲ့အတွက်အခြားတောင်ဝိုင်းကလူတွေကလည်းအခြေခံလူလားစားဆိုရင်တိုင်းပြည်မှာမသိရင်အရေးမပါတဲ့ဌာနမှာနေထိုင်နေလို့မျိုးအမေခံလေးပေါ့နော်။အဲ့လိုမျိုးထားကြတဲ့စိတ်တက်အချို့ရှိကြရဲ့ရှင်။ဒါစိတ်တော့ရှက်ကိုကောင်းတဲ့စိတ်တက်ပါလေ။ဒါပေမဲ့တချို့ကအိစိတ်တက်ပုံမှန်နဲ့ထင်မိရှင်တဲ့မှာရင်ဝယ်ပိုက်ထားသူလည်းရှိရပေါ့နော်။ဒါကျွန်တော်တို့နောက်ဖြစ်ဆက်ဆက်ဆင်ခြင်ရမယ့်ကိစ္စလေးပါရှင့်။အခုလိုမျိုးတိုင်းပြည်ကအနေရဒေါ်တွေကိုကြားသွားတာ၊ကြားလာမှရိုးကြားမှပလုံးဆိုပြီးမြည်ပြီးကြားသွားတာ။ င်လေအတန်လေးတော့မျိုးကမြည်သွားလိုက်သေးရဲ့ပလုံးဆိုပြီးတော့လေအတန်မြည်သွားတာပေါ့နင်းဘကနေပြဖင်ရပြီးအာနာတက်သိမ်းတာကိုကိုပေါ့အေးရအေးကြောင့်နေနေရနေတာကိုဖင်ရပြီးအာနာတက်သိမ်းပြီးရမလို့လုတ်ကြည့်တော့ဘဝကပြတ်သွားတာပလုံးကနင်းဘကရောနင်းဘကရောနင်းဘကပလုံးမမဟုတ်ဇော့ပါဖြစ်သွားမှာအဲ့လိုကြသွားတဲ့အချိန်ကကြလေကြတော့တိုင်းပြည်ကိုကဲတဲ့ဆောက်ရှောက်ဖို့အတွက်အတက်နဲ့ရင်းပြီးတော့ထွက်လာပေးတဲ့သူတွေအများစုကအခြေခံလူလန်းစားမိသားစုတွေကလူငယ်တွေဖြစ်နေကြတဲ့ရှင်စဉ်းစားကြည့်ပါဦးရှင်တွေးတက်မယ်ဆိုတော်တော်တွေးစရာပေါ်ပါတယ်နော်တရေဘောကြောင့်လည်းအတိုက်ဝင်းနေအများကြီးထွက်ပေါ်လာတာပါရှင် ချင်း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 ပြောရမယ်ဆိုရင်တော့နုပညာရှင်တွေပေါ့နော်နုပညာရှင်တွေပေါ့ရှင်ခင်ဆက်ဆက်မှာသူတို့ဟာဆိုရင်တကယ်တိုင်းပြည်ရဲ့ရှေ့တန်းနေရာမှာမိမိတီထိုင်ပြီးတော့အခွင့်အရေးအားလုံးကိုရယူခဲ့ကြတာနောက်ဆုံးဥပဒေနဲ့လောက်ရမယ်ဆိုရင်ကိစ္စမှာတောင်မှသူတို့တွေဟာခံဝင်ထိုးပြီးအခွင့်အရေးယူပြီးတော့နေကြတဲ့သူတွေအမှတ်တိကိုတကယ်ကိုဘယ်လိုပြောရမလဲရေးအနုပညာရှင်တွေကိုကြိုက်ပြီးတော့ပေါ်စီပေါ့နော်ရေးပေါ်စီပုံစံဥပဒေအထက်မှာဝင်ထိုင်ပြီးတော့ကိုအခွင့်အရေးတွေယူခဲ့ကြတာရှင်တိုင်းပြည်ကအခုလိုဒုက္ခရောက်နေလဲဆိုလဲဆိုတော့အပတ်စဉ်၁၇တောင်ရောက်လာပြီတရောင်းတောင်ပါမလာအောင်ရှင့်ဘလောက်ရှက်ဖို့ကောင်းလဲ ဒီတိုင်ဝင်တွက်ကနောက်တစ်ချိန်ကြာလို့ရှင်ဟဲ့အဲ့ဒီခေတ်ကာလမှာနိုင်ငံတော်ဒုက္ခရောက်တဲ့အချိန်မှာကေတင်တဲ့သူတွေထဲမှာအခုပြန်ရှင်ပြတ်မမပါဘူးလားဆိုပြီးတော့နောက်လာနောက်သားတွေကမေးခွန်းထုတ်လာပါရှင်နိုင်ငံတော်ကေတင်နာမဟုတ်ဘူးဘွားပြတ်မှာတိပြီးတော့အိမ်ပြန်လမ်းမရှိတာတိလို့မဝင်မနဲ့ရှောင်းနေကြလား ချိန်ကျရင်တော့ကောက်ကိုဖြေလိုက်ကြပါတော့နော်ဒါတော့ဒါတော့ကောက်ဖြေကြပါရှင်သားသမီးတွေကမေးလာတော့မှလေအေးဖေဖေအဲ့တော့ဖေဖေတက်ကစင်ပူထမ်းမယ်အသက်ပဲလေဖေဖေဘာလို့စင်ပူမထမ်းတာလဲဆိုရင်အဖေဖေကအစိုးရဖြစ်နေလို့စင်ပူမထမ်းတာသားကြီးဖေဖေကတော့မင်းသားဖြစ်နေလို့စင်ပူမထမ်းတာသားကြီးဖေဖေကတော့ဇက်ရံဖြစ်နေလို့စင်ပူမထမ်းတာသားကြီးဖေဖေကတော့လူကျမ်းမင်းသားမဟုတ်လို့စင်ပူမထမ်းတာသားကြီးဖေဖေကတော့လူရှင်တော်မဟုတ်လို့နော်ဖေဖေကတော့တခုခုပေါ့နော်ဟာတို့ပေါ့နော်အဲ့ငါဖြတ်ရှောင်မဟုတ်လို့ဖေဖေကတော့ model မဟုတ်လို့စင်ပူမထမ်းတာပါသားကြီးဆိုပြီးဖြေကြမှာလားအချင်းကသားသမီးကကိုယ့်ကိုအကြည့်ပြီးတော့ဘလို့အကြည့်မလဲနဲ့ကြည့်မယ်လို့ထင်နေရှင့် ေးစစ်မှုထမ်းတဲ့ကောင်တွေကသာသမီမိတွေမိကုန်ဖြေနိုင်မယ်စစ်မှုထမ်းတဲ့ကောင်တွေကတော့ဖြေနိုင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့အသက်ရှင်ပြီးပြန်ရမှာမဟုတ်ဘူးတွေ့တွေ့ရှင်းရှက်တယ်မဆိုရှက်ဖို့ကောင်းတဲ့ကိစ္စလေးလုပ်နေကြအောင်နော်ဥပညာရှင်တွေလေတောက်တယ်လေးတော့ပါလိုက်ပါအောင်လားရှင်နော်ပါလိုက်ပါအောင်လားရှင်စစ်မှုထမ်းတဲ့နေရာမှာအချိန်ကလူရန်စားလူငယ်တွေအများဆုံးပဲဒါပြင်တက်မလို့သားတွေရဲ့သာသမီတွေလည်းပါတယ်ရှင်တိကအဖေကစစ်သားဆိုတော့မှတားလုပ်တဲ့လူကနိုင်ငံတော် ကာကွယ်ရေးစစ်သားထက်လုပ်တယ်ဒီလိုအနေအများတဲ့အချိန်မှာနော်တန်းပြအေးချမ်းသာရနေတဲ့အချိန်မှာစစ်မှုထမ်းရတာမဟုတ်ဘူးအနေအများတဲ့အချိန်မှာစစ်မှုထမ်းတဲ့အမျိုးသားတွေရှင် ကျမတို့မြန်မာတမိုင်းမှာကြားခဲ့ဦးလေသူရဲကောင်းတယ်ဆိုတာအခုဒီခေတ်မှာမြန်ဝါထက်ထင်မြင်ရတာအဲ့ဒီလူစစ်မှုတိုင်းနေပဲမရှိခဲ့ရရှိရလေတကယ်မြန်မာသူရဲကောင်းတယ်ကဲစစ်ခွေးတက်ကကောင်တွေကိုမြင်ရတာပဲသူရဲကောင်းတွေမြင်ရတဲ့လုံနေသေးရဲ့အိမ်ချမ်းအိမ်ဆောင်တဲ့ခွေးတွေဟာကြီးကိုမင်းအောင်လိုင်းရဲ့အိမ်ဆောင်ခွေးမင်းအောင်နိုင်မိသားစုရဲ့ဂျူးစီးပွားနဲ့ဘောမာတွေအသက်တွေကာကွယ်ဖို့ဆိုပြီးအိမ်ဆောင်နေတဲ့ကောင်တွေများဘာလို့မဒီဗီဒီယိုမှာတွေ့ရမှာအကြောင်းအရာလေးကတော့တော်လိုင်းရေးတက်တွေအနေနဲ့ my and ရဲ့ကိုအထူးသတိပြုဖို့ကိုပြန်လည်ပြီးအဝေးများထားတဲ့ဒီကောင် CS CDM ဝင်တဲ့နေ့ဖြစ်ပါတယ်အားကြောင့် ီဗီဒီယိုလေးကလည်းဒေါ်လာရင်းတက်တည်အနေနဲ့တော်တော်လေးဥမာကျိုးရှိမဲ့အရာဖြစ်ပါတယ်။ဘာလဲပေါ်ပြီးတော့ရတာများနေတဲ့ခါကျတော့ဒီကောင်လေးကပြန်ပြီးတော့ဘယ်လိုပြောမလဲ။အပြစ်ပြန်လုတဲ့သဘောမျိုးပေါ့နော်။ဒီကောင်လေးညံတုံးလာတာပေါ့။ညံတုံးလာဆိုအရှိမမိုင်းတစ်လုံးကို तू ကအရင်မြင်တောင်လို့ तू ကပြတာတယ်ပေါ့နော်။ပြတာတယ်ဆိုတာအဲ့မိုင်းကိုသွားပြီးတော့တေချာပေါက်မဖြစ်မနေဘယ်သူမှမမြင်နိုင်လောက်တဲ့အနေထားလောက်မှာထားလိုက်တယ်ပေါ့။ထားပြီးတော့နောက်မှမှအဲ့လိုမျိုးလုံးဝဖုံးွက်ထားတဲ့မိုင်းမျိုးပေါ့နော်။နောက်တစ်လုံးထားရတယ်ပေါ့။အဲ့လိုမျိုးအဲ့လိုမျိုး ဒါကတော့စစ်ကူးတွေလုတ်တယ်လုတ်ရပါအရှိမမိုင်းတလုံးကိုထားပြီးတော့အဲ့မိုင်းကိုဖြုတ်ဖို့အတွက်လာတဲ့တော်လိုင်းတက်တည်းရဲ့အထီးဖို့အတွက်နောက်မိုင်းတလုံးကိုမြှောက်ထားတာကိုရှိတယ်ဆိုတဲ့အကြောင်းလေးကိုပြန်လည်ဝေမျှနေရဖြစ်ပါတယ်။အဲတော့တော်လိုင်းတက်တည်းနေနဲ့အထူးပဲ GU ပြုတ်ဖို့လိုအပ်ပါတယ်မိုင်းအန်တွေကတော့ဆိုးပါတယ်မိုင်းအန်တွေရဲ့အကြောင်းကျွန်တော်တို့လူငယ်တွေတော်လိုင်းရဲ့လူငယ်တွေတော်တော်များပေးဆက်ခဲ့နေရတဲ့အနေအထားတစ်ခုကလည်းဒါလက်ရှိမှာတကယ်ဖြစ်ပေါ်နေတဲ့အရာတစ်ခုပါပဲ။ဒါငင်းလို့မရတဲ့အနေအထားတစ်ခုပါ။အဲကြောင့်ရမ်းမယ်သူ GU ဆိုင်ဖို့လိုအပ်ပါတယ်။တောင်းလဲပြီးတော့တို့တွေထောင်လာတဲ့အခါကျတော့ဒါ ရှေ့မိုင်းကိုပဲရှေ့ရမိုင်းကိုရင်ဦးစားပေးပြီးတော့သွားဖော်လိုက်တော့ကျွန်တော်တို့ထိပါတော့เนาะအဲကျွန်တော်အဲအဲ့လိုမျိုးပေါ့အဲအဲ့လိုမျိုးမဖြစ်အောင်လို့ဒါကျွန်တော်ဟိုဥမာယူကြတော့အာဒီစီမီပင်အင်ဂျင်နီယာတဲ့မှာအတွေ့အကြုံကောင်းစွာရှိခဲ့တယ်ဒါခြေတန်းတိုက်ပွဲတွေမှာလည်းဒါစီမီပင်နိုင်နေမိုင်းနေပေါ့နော်စားကစားမိုင်းနေအတော်များများဒါဖော်ယူဟိုလုံဆောင်နိုင်ခဲ့တဲ့အတွေ့အကြုံရှိတယ်ကိုကိုတိုင်းလည်းဒီခြေတော်တစ်ဖက်ဆွလုပ်ခဲ့ရတယ်ဒီမိုင်းကြောင်းပဲပေါ့နော်ကျွန်တော်ဒီကိုတော်လန်လူငယ်တွေအလားတူဒီလိုမျိုးစားကစားမိုင်းကြောင့်ထိခိုက်ဆုံးခြင်းတွေတော်လန်လူငယ်တွေလည်းအများပြားရှိတယ်ပေါ့ကျွန်တော်တော်လန်ကြီးရဲပေါ့လေကိုတော်လန်ကြီး အဖွဲ့တွေကိုဒီစက္ကစမိုင်းနဲ့ပတ်သက်ပြီးသတိပြုကြဖို့တော်လိုင်းရဲဘုတို့သတိပြုကြမလို့ FM မဆုံးချုံးအောင်ဘလူမျိုးမိုင်းနဲ့ပတ်သက်ပြီးတော့အာအသိပညာပေးနေတာရှိတယ်သတင်းစကားတိုက်တွန်းနေတာရှိတယ်ဟောအဓိကပြောနေတာပေါ့နော်ဟိုမိုင်းနဲ့ပတ်သက်လာမိုင်းသိမိုင်းသတိရှိဖို့လိုရပေါ့နော်အခုဥမာဟိုရှေ့တက်ကျွမ်းတဲ့တယောက်ပေါ့နော်ဒီမိုင်းရှင်းနဲ့ပေါ့နော်မိုင်းရှင်းနဲ့လူကပေါ့မိုင်းရှင်းနဲ့မိုင်းရှင်းသွားတဲ့လူကအဲဒီနေရာမသွားပါနဲ့တိုက်တွန်းချက်ပေါ့နော်တိုက်တွန်းချက်ပေါ့ဒီနေရာမသွားပါနဲ့ဆိုရင်မသွားတာအကောင်းဆုံးပဲပေါ့နော်ဒါကိုယ့်ထက် လိုပြောမလဲဒီနေရာဒေတာဟိုဥပ point တစ်ခုမှာပေါ့နော် point တစ်ခုမှာတာဝန်ယူထားတဲ့ခေါင်းဆောင်တွေရှိရှိလဲမယ်တက်ဆုံမှုတွေတက်ဆိုင်မှုတွေရှိလဲမယ်တို့တွေကတို့ထောင်တာဟိုကိုမိုင်းလဲဖြစ်ဖြစ်မယ်ရန်သူမိုင်းလဲရှိရှိမယ်တကယ်လို့အဲ့နေရာမှာမိုင်းရှိနိုင်တယ်လို့အကြံပေးတယ်ပေါ့တိုက်တွန်းတယ်ပေါ့တက်ဆုံမှုအဲ့ရောက်ပြီးတော့အဲ့လိုမသွားနဲ့ငယ်ချင်းလူကြီးလေးအဲ့လိုမသွားနဲ့ဆိုရင်ဒါစကားနားထောင်မှုလိုတယ်ပေါ့နော်ဒါအဓိကတစ်ချက်ပေါ့နော်နောက်တစ်ချက်ကဟိုမိုင်းကိုမဆန်းကြီးနဲ့ပေါ့မိုင်းကိုမဆန်းနဲ့ဆိုတာဘယ်လိုပြောမလဲကိုလက်တွေလိုက်မဆန်းနဲ့ပေါ့နော်ဟိုတေချာလုံလောက်တဲ့အတွေ့အကြုံမရှိသေးဘဲနဲ့ ကိုကိုတိုင်ဘောတော့ဟိုလက်လက်တဲ့ဆန်းတာတို့ပါဘောနော်မဆန်းကြည့်နေပေါ့အဲ့လိုမျိုးကတော့ဟိုဒါအားမပေးဘူးနော်ဘယ်သူမှလည်းအားမပေးပါဘူးဒါတက်ဆုံမှုတွေဟိုလူကြီးတွေလည်းကောင်းဆောင်တွေလည်းအားမပေးပါဘူးဒီဘာလို့ဆိုမိုင်းကမိုင်းမှာဆရာမရှိဘူးဆိုတာဒါဒါလူတိုင်းလည်းသိပါမိုင်းမှာဆရာမရှိဘူးနော်မိုင်းဆိုတာဟိုအသက်သွင်းထားပြီးမှရင်ချိန်မြေးဒုက္ခပေးနိုင်တဲ့ຢာပဲလေຢာပဲအဲ့တော့ဟိုတချို့လက်လုံးမိုင်းတွေကျွန်တော်တို့လက်လုံးမိုင်းတွေမှာလည်းအဲ့ဒါကြီးဖြစ်ပြီးတော့ဒီလိုထိခိုက်သွားတဲ့ရဲဘော်တွေရှိတယ်သိမလားဒီစကားသားမိုင်းကြောင့်ဟိုထိခိုက်သွားတဲ့ရဲဘော်တွေလည်းရှိတယ် ဒီထိခိုက်သွားတဲ့အပေါ်မှာကျွန်တော်ဘယ်လိုအကြံပေးချင်လဲဆိုတော့အဓိကတော့ဟိုမိုင်းတိမိုင်းတရီကိုပေါ့နော်ဟိုလက်လက်မိသလောက်ပေါ့လက်လက်မိသလောက်ဒီ support လုပ်ပေးနိုင်တဲ့လူ sharing လုပ်ပေးနိုင်တဲ့လူစီမှာများများအသိပညာရအောင်လို့ပေါ့နော်အဲ့လိုမျိုးလေးတော့ဟိုတင်းသေးခြင်းနဲ့ပေါ့တင်းသေးခြင်းနဲ့နောက်ပြောရရင်ဟိုလုံးဝတက်ကြွတဲ့ဟောမှာဒီမိုင်းကိုကင်တွေအသုံးပြုတာမျိုးပေါ့နော်ကင်တွေအသုံးပြုရဆိုတာမိုင်းထောင်တာဖြစ်ဖြစ်မိုင်းဖော်တာဖြစ်ဖြစ်အဲ့လိုမျိုးတွေကိုအဲ့ဒီနေရာမှာအသုံးချမှာပေါ့နော်အဲ့လိုအဲ့လိုမျိုးလူတွေကိုပဲအသုံးချနေခြင်းနဲ့ပေါ့နောက်တော့ဒီပြောင်းလဲလာတဲ့သူတို့ view ရပေါ့ပြောင်းလဲလာတဲ့စကားသားဘက်ကနေပြီးတော့ ပုံမှန်မဟုတ်တဲ့ထောင်ချောင်းမိုင်းတွေပေါ့နော်ထောင်ချောင်းမိုင်းတွေကိုဒါတေချာ view site နဲ့ရှင်းစေခြင်းတယ်ပေါ့ရှင်းစေခြင်းတယ်ဆိုတော့ဒါနောက်ထပ်ကျွန်တော်နောက်မှရှိနေတဲ့ရဲဘော်ရဲဘော်တွေဒေါ်လိုင်းရဲဘော်လူငယ်တွေဒါမလို့အပဲနဲ့မဆုံးရှုံးအောင်ပေါ့နော်ကိုလည်းငါမဆုံးရှုံးအောင်အတန်းအနေနဲ့မဆုံးရှုံးအောင်လို့ဒါကျွန်တော်အကြံပေးခြင်းတော့ကျွန်တော်ဒါစက္ကစမိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီတိုက်ပွဲမှာမိုင်းနဲ့ပတ်သက်ပြီးတော့ဒေါ်လိုင်းရဲတပ်ဖွဲ့တွေဒေါ်လိုင်းရဲဘော်တွေအနေနဲ့တော့မိုင်းသိပညာတွေအဲကျေပြေပြေသိရှိဖို့လဲဒါအရေးကြီးတယ်ပြီးတော့မိုင်းနဲ့ပတ်သက်ပြီးမပေါ်စားဖို့မရတဲ့မှုကလည်း အကြီးကြီးတဲ့အလားတူဟုတ်လားဆက်ကဆက်ရဲ့မိုင်းထောင်တဲ့ခါမှာဒီထောင်ချောင်းမိုင်းတွေပေါ့နော်နီးပြီးပြောင်းလဲလာတဲ့မိုင်းထောင်မှုတွေကိုလည်းအဲတုံးသက်ပြင်ဆင်ပြီးတော့ဒါအသိပညာပေးဖို့ဒါလေ့လာသိရင်ဖို့ဒါလည်းအကြီးကြီးတယ်ဆိုတော့ဒါဒါဒါညီစွန်းတွေချက်ထဲမှာဆိုပါပေါ့နော်ဒါလည်းတိတ်ကိုအကြီးကြီးတဲ့အကြောင်းအရလို့မြင်ပါတယ်